အခုဒီနေ့ကအမတို့နာနေ16မိနစ်လောက်ပဲဝေးရနေရရောက်နေရပါတော့အဲ့နေရကသူကမွတ်စလင်တွေရောင်းလဲဆိုင်ပါတော့ဆိုတော့အခုဝါဖြေကန်းကြီးဆိုတော့လူတော်များရောက်နေကြတယ်သူ့မှာတော်တော်လေးစုံနေပါတော့ဆိုင်ရလေးအဓိကအမဘာလုပ်ချင်တာလဲဆိုတော့ကြံရီတောက်ချင်တာအဒီမှာပြမယ်မှာ I'm sorry ဒီမှာကြံရီတောက်ချင်လို့ပေါ့နော်ကြံရီတောက်ချင်လို့လောက်ဝဲတာဆိုတော့ကြံရီကတော်တော်လေးကိုကောင်းတယ်အဈေးကနည်းနည်းလေးများရယ်ပေါ့နော်10လောက်တော့ရှိတယ်10လောက်တော့ ကြောင်နေမြော်တာဒီနိုင်ငံမကြောင်နေအောင်ပါအများကြီးอืมကိုင်းနဲ့နီးတော့နီးပါ တော့မယ်နောက်တစ်ခုတော့ရလားကျန်ရတယ်ဘယ်လိုလဲဆက်ဆက်ဆက်ထမ်းပွဲလာလေဟန်နီပြဿနာဒီဒါပဲကြိုးဟာလားကြိုးဟာချစ်တော့မယ်မှထောက်ပါလေထောက်ပါလေဟန်တော့ရတော့ချင်းလိုက်တော့အလုံးမဲ့မိင်္ဂလာပါ MI Duty Fat Blog လေးမှာ MI Berry သွားထားလိုက်လိုက်ကြည့်ပြပါဦးเนาะ MI တို့နားမှာရှိတဲ့ Muslim ဆိုင်တစ်ခုတောက်ခဲ့ပါတယ်အရန်သားလှပပြီးတော့ အာအစားအသောက်တွေလည်းတော်တော်ဆုံးနေတာတွေ့ရတယ်ပေါ့နော်လိုက်ကြည့်ပြောနော်အဒီနေ့ကအမအမတို့နာမရှိတယ်16မိနစ်လောက်ပဲဝေးရဲဒီမွတ်စလင်ဆိုင်ကိုရောက်နေရပါတော့။ဆိုတော့သူကတော်တော်လေး မိုက်တယ်မိုက်တယ်ဆိုတာကအစားတောက်တွေရှိရပေါ့နော်စားတောက်ကိုမွတ်စလင်စားတောက်တွေအများကြီးရှိရအခုဟာလဲဝါဖြေကန်နေနေပြီဆိုတော့အဲအခုဆိုရင်မွတ်စလင်မုတ်တွေမုတ်စုံတွေရောနောက်ပြီးတော့အမဲသားတွေပညာကုကွာပေါ့နော်နောက်ပြီးတော့ချက်ထားပြီးသားဟင်းတွေထမင်းတွေလည်းရတယ်ဆိုတော့မစိုးဘူးပေါ့နော်အမအဓိကဘာဝယ်လာဝယ်ရဆိုတော့ကြံ့ရည်လာဝယ်တာကြံ့ရည်အရန်တောက်ချင်နေရကွာဆိုတော့ကြံ့ရည်ရတယ်ဆိုတော့ကြံ့ရည်လာဝယ်တာအခုကြံ့ရည်ကအခုတော့တောက်ထားတလောက်ရှိပါပြီကြံ့ရည်စစ်မစစ်တောက်ကြည့်ရမယ်ပေါ့နော်မိုက်တယ်မိုက်တယ် ຈັນຍາຊູເນຍດາແມ່ບັມພາປີຍາຫາມືຈັນຍາອະເມຍຫຍັງຈີ້ຈີ້ຍິບໍ່ຮູ້ປານະອະໄສຫຍັງຕະເຕີ້ລີ້ບໍເນາະဆိုတော့ဗမာပြည်ကအရသာတော့ချိုရတာမရဘူးဒါပေမဲ့မဆိုးဘူးပေါ့နော်။ဒါပဲပြောတောက်လို့ကောင်းလဲကွာ။ပြီးတော့ MRO ဒီဘက်အခြေအားကျတော့လုံးဝကြံရရမရဘူး။ဘာကျင်နေဆိုရင်ဂျမေကာဘက်ကိုသွားတောက်မှရမှာ။အဲ့မှာလည်းအနည်းဆုံး30လောက်ကတော့ပေးရမှာပဲဆိုတော့မထူးပါဘူးပေါ့လေ။ဆိုတော့ဒီလောက်တော့ဒါလောက်ကိုပေးရတယ်ဆိုတော့မဆိုးဘူးကြံတယ်။ပြီးတော့အမဘာတွေထည့်ရလာသေးလဲဆိုတော့ sorry ။ဘာတွေထည့်ရလာသေးဆိုတော့ဒီကလေးရလာတယ်။ ခရီးကပဲတွေစားရတာစပန်နစ်စားရမက္ကနီစားရဟာမျိုးပေါ့နော်။သူကဒီထဲမှာတရက်သီးရှိတယ်။တရသည်ရှိတယ်ပြီးတော့ကိုယ်ကိုကြိုက်တဲ့ဟိုအမှုတ်ပေါ့နော်အပုတ်ထည့်လို့ရတယ်နောက်ပြီးတော့ soft လိုမျိုးဆရာချမ်းလိုမျိုးအချင်း soft ပေါ့နော်အဲအချင်း soft ထည့်ရတယ်ဒီမှာပြီးတော့တမယာသည်ထည့်ရတယ်ပေါ့နော်တမယာသည်ကိုကိုယ်ကိုညှစ်ပြီးထည့်ရတာပြီးတော့ပိုက်တယ်ဆိုတော့စုပ်ပြီးတော့ရတာခုနကအမှတောက်ကြည့်ွား Oh my god အမှတော့လောကမကြိုက်ဘူးအရန်ချင်တယ်ပေါ့နော်အဲရောက်မှတကြားနဲ့ထည့်စားတော့မလောကမစားနိုင်ဘူးပေါ့နော်ပြီးတော့နောက်တစ်ခါဒီကထည့်ရလာပါသေးတယ် ဒါတော့အုံးရေပေါ့ဒါတော့အုံးရေရလာသေးတယ်ဆိုအုံးရေလည်း30ပဲဒီနေ့ကတော့အဲအသီးဖြော်ကြီးအစ်စ်တွေအကုန်ရလာတာပေါ့နော်ဒါလည်းအုံးရေလည်း30ပဲအုံးရေတော့30ဆိုတော့မဆိုးပါဘူးတော့အုံးရေနှစ်မျိုးရောင်းတယ်ဒီလိုမျိုးလုံးဝရေးမသိတဲ့နဲ့ရောင်းတယ်လုံးဝအုံးသီးကိုတကယ်အုံးရေစစ်စစ်ကိုအုံးသီးကိုဖောက်ပြီးထည့်ပေးရဆိုတော့တောက်လို့ကောင်းတယ်ဒီနိုင်ငံအုံးရေအရင်ရှရတယ်ကွာ ဆိုတော့အဲ့လိုပဲနောက်တစ်ခုကကျတော့ only အဖက်ပါပါတဲ့ဟာမျိုးရှိရတယ်။ only အဖက်ပါတဲ့ဟာလည်းဟိုဒါ30မို့72ချက်ပေးရတယ်။ only အဖက်ပါတဲ့ဟာလည်း72ချက်ပဲဆိုတော့အရင်ပဲတောက်ချင်တာအဖက်မတောက်ချင်တော့ဆိုတော့ဒီဟာပဲဝယ်လာခဲ့တော့ဗောနော်။ဒါလေးလည်းမစိုးဘူး။နောက်ပြီးတော့လေမောင်းသီးလေးချက်တော့ ပြလိမ်မော်သီးဝက်လာဒါလည်းလိမ်မော်သီးဟိုယူရီးယားလိုမျိုးပေါ့နော်ယူရီးယားလိုမျိုးအချိန်တစ်ခါတည်းချိန်ပြီးသူတို့ပေးတာဆိုတော့ဘာမှစကြားရေးပါလဲမပေါ့ဆိုတော့ဟိုတဘောအချိုအတိုင်းပဲဆိုတော့ကောင်းတယ်ကွာဆိုတော့အဲ့ဒါလေးလည်းသဘောကျလာတယ်ဆိုတော့ဒါကတော့ဒီနေ့ discount ချနေတယ်နှစ်ဘူးပေါ်မှာ30ပဲဆိုတော့တစ်ဘူးက5ချက်နဲ့ရတယ်ဆိုတော့မစိုးဘူးပေါ့လေနော်ဆိုတော့လောက်လောက်ဆိုတော့လည်းပေးပြော်ပါတယ်ပေါ့နော်အဲပြီးတော့ next ခုကဒီဟာလေးပါဒါကတော့ Dubai chocolate ပေါ့နော် Dubai chocolate ဆိုပြီးသူက Dubai chocolate ပုံစံမျိုးပေါ့နော်ဆိုတော့ဒီဒါကတော့ဘာသူလုတ်ထားတာလဲတော့မသိဘူး ပြီးတော့ strawberry ပါတယ် strawberry တို့ chocolate စိတ်ထားတယ်ပြီးတော့ဒီ pikachu လို့ခေါ်ရတာဟာလားဒီကညီပဲညီပဲပုံဘူးလေ honey စားနေကြ pistachio နော် pistachio အမှုတ်ကိုဖြူပေးထားရပေါ့နော်ဒါလေးကတော့အရန်စိတ်ဝင်စားနေတယ်ဈေးသူလက်30ပဲဆိုတော့ဟို30 30တဲ့တော့တော်တော်ကုန်သွားပြီပေါ့နော်ဆိုတော့ဈေးတွေကတော့အကုန်လုံးကတော့ဈေးကြီးနေတာပေါ့နော်ဆိုတော့ဒါလေးနည်းနည်းလေးမြည်ကြည့်မယ်နော်อืม อามาใส่ไจาถ้าเอาใส่ไปจาท้าพาไปเทถ่าเลยไม่ดีหรอกที่บาร์ยออกน้องกับบาร์ยออกอืม อืม ดูวันช็อกเกิลเลยตัว အမထင်တာဒီဟာအမထင်တာကဒီဟာအကောင်က6ခွာဒီဟာထောက်ပတ်ဒီလိုဟာမျိုးပေါ့နော်ပြီးတော့ဆိုချောကလက်နဲ့အပေါ်ရယ်နဲ့ထည့်ပြီးစတော်ဘယ်နဲ့ထည့်ထားတယ်လို့ထင်တာအဲ့လိုမဟုတ်ညီပပက်လေအဒူဘိုင်းချောကလက်လိုမျိုးပဲဟိုဟာစမိုင်ဖက်လို့ခေါ်မှာပေါ့စမိုင်ဖက်ကိုသူကပြန်ကြော်ပြီးချိန်ထားတဲ့ဟာကြီးအကောင်ကိုအဲ့တော့အစိမ်းဒီဟာနဲ့နဲထားပြီးတော့ဘေးမှာပတ်ပတ်လေကတ်ထားတာပေါ့ဒါပေမဲ့နဲတယ် နော်ဒီအထဲအကုန်လုံးကလုံးဝအထဲအကုန်လုံးကကျွန်တော်လုံးဝချောကလက်အဖြစ်ထည့်ထားတာပေါ့နော်ချောကလက်အဖြစ်ထည့်ထားတာ Oh my god နည်းနည်းတော့ heavy ကိုတော်တော်နည်းနည်း heavy ဆန်သွားတယ်တော့ကလေလုံးဝဒီလိုချောကလက်အဖြစ်ပဲလုံးဝချောကလက်အဖြစ်ဖြစ်နေရပါတော့နည်းနည်းတော့နည်းနည်းတော့ heavy ဆန်သွားတယ်ဟာကြည့်ကြည့်ရပါလေနော်ဘာဘာအမကြီးတို့ကအရန်ကြိုက်တယ် ပြီးတော့အခုလိုမျိုးဒေသနာအဲ့ဒေသရောက်ရင်အဲ့ဒေသပစ္စည်းအစားအသောက်တွေစားတာအကျန်းကျိုက်တဲ့လူဖြစ်တဲ့အတွက်အမတ်ကတော့ဆူဆက်ရတာဝါသနာပါရဲ့လူဆိုတော့အာမိုက်ပါတယ်ပေါ့နော်အဲ့လိုမျိုးစားဖို့အစားအသောက်တွေစားကြည့်ရလဲသဘောကျပါတယ်မကြိုက်တော့လဲစက်မစားရောပေါ့အမ်နောက်တစ်ခုဒီမိတ်ဆက်ပေးခြင်းလဲပြီးတော့အမောနောက်တစ်ခုဘာဘွဲစားရလဲဆိုတော့ဒီဟာကဘာမှမရှိတော့အကုန်ဝိုင်းပေါ့နော်အဲ့ဒါကတော့ဟိုဟာဟိုတနေ့ကမှလည်းကြည်ထားသေးရဟိုအရက်တွေနိုင်ငံမှာလည်းဒီ street food တွေအနေနဲ့ အာဘီးဖ်ကဘတ်လို့ခေါ်မှာပေါ့နော်ဘီးဖ်ကဘတ်တွေလည်းရောင်းတယ်ဆိုတော့အဘီးကဘတ်လည်းတော်တော်စားကောက်တယ်သူကတစ်ချောင်းအရှိကြီးတစ်ချောင်းနှစ်ယောက်တော့ကောင်းကောင်းစားလို့ရတယ်အမေသားလည်း new eve ရစားကောက်တယ်အဲ့ဒါလည်း30ပဲဆိုတော့တော်တော်များများ30 30ပတ်ဝန်းကျင်လည်းရတယ်အဲဒီဟာကတော့အမတို့အခုအခုဝယ်လာတဲ့ဟာလေးပေါ့နော်ဒီနေ့လည်းနေတော့ပတ်သက်ကုန်ပါဆိုတော့ဒီဟာပါလာတယ်ဒီဟာကတော့ထမင်းပေါ့နော်စိတ်လမ်းလမ်းသူသားကိုလမ်းကိုမှသူကနှိမ့်ချထားတာအမျိုးဆုံးရှိတယ်ချက်ပုံချက်နေအမျိုးဆုံးရှိတယ်အဲ့ဒါမှတော့ ဆုပ်လဲရောင်းတယ်ကွာဒီကွာသမင်းအမောက်ဖွင့်ပြတယ်ပဲမြင်ရလားတော့မသိဘူးဒီသမင်းပေါ့နော်ဓာမောက်လို့သမင်းမျိုးလေးဓာမောက်လို့သမင်းမျိုးလေးအဲ့ဒါကိုသမင်းကိုဒီလိုဘူးအကြီးနဲ့ဒီလိုဘူးအကြီးနဲ့ရတယ်ကွာဒီလိုဘူးအကြီးနဲ့သမင်းတဘူးပါတယ်နောက်ပြီးတော့အခုလိုမျိုး soft တဘူးပေးတယ်ပြီးတော့ဟင်းပါတယ်ပေါ့ဟင်းကလည်းအာတော်တော်လေးကြည့်ရပြီးတော့မှအမှဗီဒီယိုလေးထည့်ရိုက်ပေးထားမယ်ပေါ့နော်တော်တော်လေးကြည့်ရဖွင့်ရပါတော့သူကတကယ်လမ်းကြီးတော့မှအကြီးပဲအတုံး၄၅တုံးပေးတဲ့ဟာကတော့30ပြောင်းတယ်ပေါ့ဆိုတော့ not bad ပေါ့နော်မစိုးပါဘူးပေါ့အဲကိုကတကယ်လို့ဟိုစားမယ်ဆိုရင်လည်းမစိုးဘူးပေါ့နော်စားဟိုဥမာမိသားစုဆိုရင်နှစ်ယောက်လောက်ကောင်းအောင်လို့စားလို့ရတယ်ဆိုတော့စားလို့ကောင်းတယ်ပေါ့နော်မစိုးဘူးပေါ့လေဆိုတော့သဘောကျစရာကောင်းပါတယ်အခုလိုမျိုး MR video တွေလိုက်ကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက် video မှာအမတို့ထပ်တွေ့ကြတာပေါ့နော် bye bye